ရုရှားနဲ့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ပွဲကိုအဆုံးသတ်နိုင်ရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အသေးစိတ်ဆွေးနွေးလိုကြောင်းယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကပြောပါတယ်။လက်တလုံးမှာတော့ယူကရိန်းဟာစစ်ရဲစစ်ရဲအတွက်အမေရိကန်စီကအဆိုပြုချက်မူကျန်းတဆောင်ကိုလက်ခံရရှိထားပြီဖြစ်တယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ပြီးတော့အဲ့ဒီအဆိုပြုချက်ထဲမှာယူကရိန်းအနေနဲ့နိုင်ငံပိုင်နဲ့နေမျိုးတချို့ကိုဆွန့်လွတ်ပေးဖို့ထရမ့်ကတိုက်တွန်းထားတယ်လို့လည်းအမေရိကန်မီဒီယာတချို့ကရေးသားကြပါတယ်။အဓိကအချက်တွေအဖြစ် ယူကရိန်းကနိုင်ငံအရှေ့ပိုင်းကဒုံဘက်ပြည်နယ်ရဲ့လက်ရှိထင်းကျုပ်ထားဆဲနေမျိုးတွေကိုပါရုရှားစီလွှဲပေးဖို့စစ်တပ်ဖွဲ့စည်းပုံကိုရှော့ချဖို့နေတိုးစစ်မဟာမိတ်အဖွဲ့စီဝင်ရောက်ခွင့်ရရင်ဘရောမာထပ်ပြီးအာမထုတ်ဖို့အစရာတွေပါဝင်နေတယ်လို့ဆိုပါတယ်။အဆိုမူကြမ်းထဲမှာယူကရိန်းရဲ့ပါဝင်ပတ်သက်ခဲ့မှုဘလောက်ထိရှိခဲ့တယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့အင်ဖီရိုပြောရေးဆိုခွင့်ရအမျိုးသမီးကာရိုလိုင်းလီယာဘစ်ကတော့သမရထရမ်ဟာ စစ်ရဲစရေးဂျောင်းဝင်ညှိနှိုင်းပေးမှုမှာရုရှားရောယူကရိန်းကိုပါဒါသူညီများဆက်ဆံခဲ့ကြောင်းမှတ်ချက်ပေးသွားပါတယ်။ဇလန်စကီကတော့လက်ရှိအဆိုပြုချက်တွေနဲ့ပတ်သက်လို့လာမယ့်ရက်ပိုင်းတွေအတွင်းသူဟာသမရထရမ့်နဲ့လူချင်းတွဲဆုံဆွေးနွေးနိုင်ဖို့မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။ဇလန်စကီကအမေရိကန်ဟောစစ်ရဲစရေးအတွက်လိုလားတဲ့အဆိုပြုချက်တွေကိုတင်ပြခဲ့ပြီးသူကလည်းယူကရိန်းဘက်ကလိုလားမှုတွေကိုတင်ပြခဲ့ကြောင်းနှစ်ဖက်အခြေအလဲဆွေးနွေးမှုတွေလက်တွေ့အထောက်အမြအောင်မြင်လာအောင်ကြိုးစားဖို့လည်း သဘောတူထားကြကြောင်းဇလန်စကီကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။လီယာပစ်ကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာယူကရိန်းအတွက်အများကြီးအလျှော့ပေးလိုက်လျောဖို့တွန်းအားပေးထားတယ်ဆိုတဲ့စစ်ဆွဲချက်တွေကိုပယ်ချထားပါတယ်။ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်းနိုင်စေဖို့အဆိုတရက်အတွက်အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုနဲ့ဝန်ကြီးဌာနရဲ့အထူးကိုယ်စားလှယ်စတိဝစ်ခေါ်တော်ဟာတလလောက်အချိန်ယူရေးဆွဲခဲ့ကြတယ်လို့ဆိုပါတယ်။လီယာဝစ်ကတော့ အမေရိကန်ရဲ့အဆိုပြုချက်ဟာရုရှားရောယူကရိန်းအတွက်ပါကောင်းမွန်တယ်လို့ပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးခဲ့ပါဘူး။အမေရိကန်ရဲ့ဂျောင်းဝယ်ညှိနှိုင်းပေးမှုကိုနှစ်ဖက်စလုံးကလက်တင်ခံတယ်လို့လည်းသူကပြောကြားသွားပါတယ်ရှင်။